မင်္ဂလာပါအဲ့တော့ဆဲစာကျွန်တော်တို့တောက်ကြသားသမီးတွေကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တင်ရပြီးတဲ့ပေါ့ဆဲစာတခြားနေ့တွေကိုလည်းဝင်ရောက်ကြည့်ရှုလေ့လာအားပေးလို့ရပါတယ်အဲ့တော့တနေ့နေ့ကနေပြီးစနေအဆုံးထိကျွန်တော်တို့လမ်းညွှန်သွားမှာဖြစ်ပါတယ်အဲ့တော့တလားမှာ၃ကျင်ဆဲစာဆဲစာဆဲစာကျွန်တော်တို့တောက်လျှောက်လမ်းညွှန်ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ အခုလိုမျိုးဗေဒင်ရရဖတ်စရာမှတ်စရာစသဖြင့်ဒါလေးတွေကိုကြည့်ရှုကျင်နေဆိုရင်အပေါင်းလေးနှိပ်အသေးလေးပေးပြီးတော့အားပေးထားလို့ရပါတယ်အဲ့တော့ကျွန်တော်နာမည်ရမင်းအောင်မင်းန်းတလင်းပါဗျအဲ့တော့အခုတောက်ကြသားသမီးတွေရဲ့ဆဲဆာကန်ဂျင်မာကိုလမ်းညွှန်ဟောကြားပေးသွားမှာဖြစ်တဲ့အတွက်တရက်အော်တိုဘာလ2025ဗုဒ္ဓဟူးနေ့ရနေပြီးတော့ဆယ်ရက်အော်တိုဘာလ2025တောက်ကြနေပေါ့ဒီကလာတော့ပြစ်မှာကျွန်တော်တို့တောက်ကြသားသမီးမိတ်ဆွေများဘလို့ကန်ဂျင်မာမျိုးတွေနဲ့ရင်ဆိုင်ကြုံတွေ့မလဲကန်ဆူကောင်းကြည့်လိုက်ကြအောင် ကဲတော့တောက်ကြသားသမီးအနေနဲ့ဒီဆဲအစမှာဆိုရင်စကားပြောရများရတာမျိုးတွေဖြစ်တတ်တယ်။ဘယ်ရာမစူမှတ်မှန်ကန်ကန်ဆုံးဖြတ်လုပ်ကြင်တာအကောင်းဆုံးပါပဲ။တစ်ဖက်ဆုံးရောက်တာဘတ်လိုက်တာမျိုးတွေမကောင်းဘူး။ဘောသာထွက်เสียကိစ္စမျိုးတွေပေါ်ရတတ်တယ်။နှိမ့်နှိုင်းဆောင်ရမယ်အလုပ်ကိစ္စမျိုးတွေပေါ်ရတတ်တာဖြစ်ပါတယ်။အဲ့တော့တစ်ဖက်ဆောင်းတဲ့ကိစ္စတွေမဖြစ်အောင်အသတိထားကြည့်ဆိုင်ပါ။မတော်တဆထိခိုက်တန်ရတာစကားပြောရများရတာမဖြစ်မနေစီမံဆောင်ရွက်လုပ်ကြင်ရမယ်အလုပ်ကိစ္စတွေပေါ်လာမျိုးတွေဖြစ်တတ်တယ်။ ဲ့တော့ဒေါသကြောင့်ဟဲ့လားပောက်ကွဲမှုတွေဒေါသထွက်မှုတွေကြောင့်ပြဿနာတက်တာစကားပြောရများတာရုံရော့ကဲရော့တိုင်တာတော့တာဒါမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဒီဆဲမှာဒေါသကိုရှေ့ထားမှားတတ်ပါလေမမေ့မတတ်ဗတ်လိုက်ပြီးလောက်တာမျိုးတွေဆိုရင်မှားတတ်ပါလေအဲ့တော့လုံမကင်မတွေမဖြစ်ဖို့အတွက်နည်းနည်းလေးသတိထားကြည့်ဆိုင်ရမှာဖြစ်ပါတယ်အဲ့တော့အလောက်ကန်စီဝိုင်းအယောင်းဝင်တဲ့ပတ်သက်ရင်အမြဲတမ်းတရစီမံဆောင်ရွက်တွေးတော့လောက်ကင်ချင်းရမယ်ဆိုရင်အောင်မြင်နိုင်ပါတယ် ဲ့တော့ကျွန်တော်ငွေကြေးပဲငွေကြေးနဲ့ပတ်သက်ရင်တော့လက်ရှိခြေနေကနေလက်ကလာဖြစ်တတ်တယ်ငွေကုန်ကြေးကြတွေများတတ်တယ်ငွေကြေးနဲ့ပတ်သက်စိတ်ညစ်ရတာမျိုးတွေပူပန်းရတာတွေဖြစ်တတ်တယ်ငွေကြေးနဲ့ပတ်သက်လို့ဆုံးဖြတ်ချက်တွေမှားတာမျိုးတွေဖြစ်တတ်တယ်ဆိုတာမျိုးတွေအဲ့တော့ငွေငွေထောက်ငွေမမြရရရှိတာတွေမရတာမျိုးတွေဖြစ်တတ်တယ်။နည်းနည်းလေးသတိထားကြည့်လိုက်ပါ။အဲ့တော့ငွေချင်းနဲ့ပတ်သက်ပြီးစွန့်စားလိုရမယ့်အလုပ်မျိုးတွေမလုပ်ပါနဲ့။အခြေအနေမြေတားကြီးမှာတော့ကံကောင်းနေမယ်။အခြေအနေနဲ့ပတ်သက်စိတ်ချမ်းသာစရာတွေကြုံမယ်။ဆိုတော့ဆဲစားဖြစ်ပါတယ်။ တော့အချင်းအိမ်တော်မေတ္တာရင်းနဲ့ပတ်သက်လို့မပြေလည်တဲ့မိတ်ဆွေတွေပြန်လည်ပြေလည်ဖို့ရရှိပါတယ်ကိုယ့်ရဲ့ချစ်သူအိမ်တော်ဘက်နဲ့ဟလာပျော်ရွှင်စရာခီးကောင်းသောခီးအဲကောင်းသောခီးနီးခီးဝိစသဖြင့်ဒါမျိုးတွေတွားရတတ်တယ်အဲတော့လူငယ်များဖို့ချစ်သူရည်စားတစ်တွေလည်းရနိုင်သေးတယ်အချင်းအိမ်တော်ရင်းနဲ့ပတ်သက်ရင်ပြုံးပန်းစင်နိုင်မယ်ဆိုတဲ့ဆဲစားဖြစ်ပါတယ်အဲတော့ခီးကိစ္စတွေမကောင်းသောခီးတွေတွားတတ်တယ်ကြုံရတတ်တယ်ကျမကြီးချူကြမယ်ညံ့မယ်ဆိုတဲ့ဆဲစားဖြစ်ပါတယ်အဲတော့ရောဟောင်းဒါယာဟောင်းရှိတဲ့မိတ်ဆွေတွေပို့ပြီးတော့ခီးဆိုင်ဖို့လိုပါတယ်အဲ့တော့ အဲ့ဒါစကားပြောမယ်ဆိုရင်ကုဘကအတာမရတာစကားကုကုဘကဟုတ်လားအလေးမပေးတာမျိုးတွေဖြစ်တတ်တယ်ဟုတ်လားစကားပြောရများတာမျိုးတွေဖြစ်တတ်တယ်အဲစကားပြောတဲ့အခါမှာကုပြောတဲ့စကားအရာမထင်တာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ရေးကြီးကိစ္စခရီးကိစ္စစကားကိစ္စပြောရေးဆိုရေးကိစ္စတွေဆိုမလုပ်ပါနဲ့ခိတ္တတိစားမှာဒီဆက်ရက်ဒီကျွန်တော်တို့တောက်ကြသားသမီးမိတ်ဆွေများအနေနဲ့အနေငယ်ကံညက်နေတဲ့မှာပါဝင်နေပါတယ်အဲ့တော့မဖြစ်မနေကျွန်တော်တို့ရေရာဆောင်ရွက်တင်ပါတယ်ဘယ်အရာမစူဟုတ်လားသတိထားဂိူးဆိုင်ပြီးတော့ လောက်ကင်စီမံဆောင်ရွက်ပါအဲ့တော့ရေရံနေနဲ့မလုပ်မလဲဆိုလို့ရှိရင်တော့ဟာလာဒီဗီဒီယိုမှာမြန်လာနဲ့ပထမဦးဆုံးတောက်တော်ကြီး၃ကကတ်မယ်ပထမနေ့တရပေါ့နော်ပထမတရမှာအဲ့တော့ဒုတိယတရမှာအုံးကြီး၃ကကတ်မယ်တတိယတရမှာနွားနုတ်၃ကကတ်မယ်အဲ့ဒီလိုမျိုးပထမဒုတိယတတိယလောက်ရမှာဖြစ်ပါတယ်အဲကျွန်တော်တို့အချိန်အားဖြစ်ဆိုရင်ပေါ့နော်မနက်၆နာရီကနေဟာလာ၇နာရီအတွင်းဒုမမနက်၆နာရီကနေ၉နာရီအတွင်းပြလို့ရမှာဖြစ်ပါတယ်เนาะရေရရလေးကိုမဖြစ်မနေယုံကြည်နဲ့လုံးစီကြပါတယ်ဗျအဲ့တော့မကောင်းတဲ့ ဟောချက်တွေကိုကျွန်တော်တို့တဲရနမိတ်အရာကျွန်တော်တို့ဟောရတာဖြစ်ပါတယ်အဲ့တော့မကောင်းတဲ့ဟောချက်တွေဒီသေဖယ်လွဲဖယ်ပြီးတော့ကောင်းတဲ့ဟောချက်တွေသာထိမှန်ပြီးတော့ကောင်းကျိုးများစွာကိုရရှိနိုင်ကြပါစေအဲ့တော့ဒီဆက်ရဲ့အတွက်ပေါ့နော်ကံကောင်းလက်ရွှဲအကျိုးပေးစေတဲ့ကျွန်တော်တို့အဆောင်အနေနဲ့ကတော့တီဟိုရွက်လေးတွေ့ရမှာဆော့ပင်နဲ့တရရရောလို့ရေးပြီးတော့ဆောင်းထားပါဘာရောင်နဲ့ရေးရေးရေးလို့ရပါတယ်အဲ့တော့ကံကောင်းလက်ရွှဲအကျိုးပေးတဲ့အရောင်အားဖြစ်စေအဖြူရောင်ဖြစ်ပါတယ် ကံကောလက်ရှိအကျိုးပေးတဲ့ကဏ္ဍဆိုရင်တော့66ကဏ္ဍဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးမိတ်ဆွေတွေအတွက်အခုကမှလမ်းညွှန်ဟောကြားပေးခဲ့တာပါ